ချမ်းမိုက်လိုက်စားပေါ့ကိုလည်းလှူချမ်းမှုအကားစားကိုအပြတ်စီနေပြီးတော့အဲတကယ်တမ်းကိုယ့်ရဲ့အသားရည်ကိုထိမ့်သိမ့်ကျင်နေဆိုရင်အစာရင်နဲ့ဦးလန်းချောင်းကယူဆိုင်ပါလို့ပြောချင်ပါတယ်ဗျအဓိကစိတ်ချမ်းသာဖို့လိုသေးတယ်ဖရားတရားလည်းလှုပ်အဲ့လိုမျိုးတရားလည်းထိုင်အဲ့ဒါမျိုးဆိုရင်တော့ဟိုမျက်နှာပို့ပြီးတော့ဟိုကြည်တယ်ဗောဗျနေတဲ့ဘက်သွားရင်လည်းအာကျွန်တော်ငငယ်ကလေးအားပေးခဲ့တာအော်ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးကငငယ်ဆိုဘယ်ငငယ်လဲဆိုအခုလည်းငငယ်နေလို့လေ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းကဆယ်နှစ်ကျော်လောက်ကတည်းကအဲထောက်ရမန္တလေးကိုချီပြီးတော့သူအပေးခဲ့ကြတာပေါ့သူအခုမှဟွာလောက်ပဲရှိသေးတယ်20လောက်မှမရှိသေးဘူးဆိုတော့သူဆယ်နှစ်သားလောက်ကတည်းကအဲ့ကျွန်ဇလန်းလေးတွေတော့ကျွန်တော်ဟိုဖြစ်နေပါစစ်စစ်နေပါရောက်လာလဲဇက်လေးတွေရှိပါတယ်အဲ့လိုမျိုးကိုနဲ့အဆင်မပြေတာဖြစ်နေတော့ကိုကျွန်တော်တခါတည်းဟိုဖြစ်လိုက်တယ်ပေါ့နော်ဟို ကန့်လန့်မှုနဲ့မတိုက်ဆိုင်တော့ဘူးလို့ဖြစ်သွားတာပေါ့အာပြောင်းလဲဝါတွေကကျွန်တော်လေ့လာရအောင်ပဲဗျာအခုကျွန်တော်တို့ကဟိုကောင်းတဲ့အရေးကိုတွောင်းနေရဆိုတော့မြင်နေရတယ်ဆိုတော့ဒါဒါတွေကဟိုအုတ်တစ်ချက်တက်တက်ပွင့်မယ်ဆိုတော့ဒီလိုမျိုးကောင်းတဲ့အုတ်တွေကောင်းတဲ့တဲတွေကောင်းတဲ့ခြေလန်းတွေနဲ့ပြန်ပြီးတော့အကုန်လုံးပြန်တိဆောက်မှာပေါ့ဗျာဟုတ်ဟုတ်တွေ့တယ်တွေ့တယ်ဘယ်ဘောကျွန်တော်ကိုကိုကနဲ့ကိုဆိုလွတ်လပ်နေတာပေါ့ သူကတော့သူ့မြန်သူမြည်ရေးတာပါကျွန်တော်တော့ဘာမှမဖြစ်ပါဘူးအဓိကဟိုကြမ်းမိုက်လိုက်စားပေါ့ကိုလည်းလှူရှာမှုအားကစားကိုအပြတ်စင်နေပြီးတော့အဲတကယ်တမ်းကိုယ့်ရဲ့အသားရည်ကိုထိမ့်သိမ့်ခြင်းနဲ့ဆိုရင်အစာရင်နဲ့ဦးလန်းကြောင် view site ပါလို့ပြောချင်ပါလေဗျအဲ့ဒါကဘာကြောင့်ပြောရဲဆိုတော့ကျွန်တော်နေ့တင်တူကစားနေတဲ့အရာကတွေးတဲ့ကိုပြန် ပြီးလက်ပတ်စီစဉ်စေတယ်ကိုကစီစိတ်စားတာများတယ်အချိုစားတာများတယ်အငံစားတာများတယ်ဆိုတော့အသားရည်မှာပေါ်လာပဲလေဆိုတော့အဲ့ဒီဟာကိုဟို ပြောချင်တဲ့ဟိုဖြစ်ချင်တဲ့အကြောင်းမို့လို့အသားရေကောင်းချင်တယ်ဘာဖြစ်ချင်တယ်ဆိုရင်တော့အဲအဆိုင်နဲ့ဦးလမ်းကြောင်း view side အဲ့ဒါဆိုရင်အဲကိုလိုချင်တဲ့အသားရေပုံစံမျိုးကိုရနိုင်တယ်ဗျဟုတ်ဟုတ်ကြီးလာပြီကျွန်တော်ကျွန်တော်အမှတွေ့တယ်ကျွန်တော်တခြားနေတဲ့ဘက်သွားရင်လည်းအာကျွန်တော်ငငယ်ကလေးအားပေးခဲ့တာအော်ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးကငငယ်ဆိုတော့ဘယ်ငငယ်လဲဆိုတော့အခုလည်းငငယ်နေလို့လေဆိုတော့တို့တို့အဲ့လိုမျိုးပါနော်အဲ လွန်ခဲ့တဲ့7နှစ်လောက်ကတည်းက7နှစ်ကျော်လောက်ကတည်းကအဲ့တော်ရမန္တလေးကိုချိန်ပြီးတော့သူအပေးခဲ့ကြတာပေါ့သူတို့အခုမှဟိုလောက်ပဲရှိသေးတယ်20လောက်မှမရှိသေးဘူးဆိုတော့သူ7နှစ်သားလောက်ကတည်းကအဓိကစိတ်ချမ်းသာဖို့လိုသေးတယ်ဖရားတရားလည်းလို့အဲ့လိုမျိုးတရားလည်းထိုင်အဲ့လိုမျိုးဆိုရင်တော့ဟိုမျက်နှာပို့ပြီးတော့ဟိုကြည်တယ်ပေါ့ဗျာပြောချင်တာသိရအဲ့လိုမျိုးကျွန်တော်စိတ်ချမ်းသာမှမျက်နှာကလည်းအဲ့လိုကြည်လင်လင်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်မှလေဆိုတော့အဲ့အဲ့ဒီအရာလေးလည်းအများကြီးလိုအပ်ပါတယ်ဟုတ်အဲဖီးယားတရားလုတ်ဖြစ်တယ်ပြီးတော့ကျွန်တော်က တရားလေးလေးနဲ့နဲ့ဘာထိုင်တာပေါ့အအကြာကြီးတော့မထိုင်နိုင်ဘူးကိုထိုင်နိုင်တဲ့မိနစ်အပိုင်းချလောက်ကိုတကယ်စိတ်နှစ်ပြီးတော့ပေါ့အဲ့လိုသွားတာပေါ့ဗျာဟုတ်ပြီးရင်ပြန်ပြီးတော့အဲ့ပြီးွားအချိန်ကကိုစိတ်ချမ်းသာမှုဘလောက်အတိုင်းတာဒီမြင့်လာရဲဆိုကိုကိုယ်တိုင်သိဆုံးပါပါတာပေါ့ပါတာပေါ့ပါတာပေါ့ဆိုတော့စိတ်ကြည်လင်မှလူလဲကြည်လင်ပါလေဆိုတော့အစားအသောက်ရောအနေတိုင်းရောလေ့ကျင့်ခန်းရောဒါ meditation နဲ့ရောပေါင်းဆက်လိုက်ပြီဆိုရင်ဟိုစိတ်ချမ်းသာရောလူချမ်းသာရောပိုင်ဆိုင်နိုင်ပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါပြည်သက်ကြီးအခုချိန်မှာ အဲကျွန်တော်ကျွန်တော်သမီးလေးကိုရောကျွန်တော်ဇနီးလေးကိုရောချစ်ပြီးအားပေးကြရတဲ့အတွက်ကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကိုယ်တိုင်လည်းကလည်းအဲအခုလက်ရှိမှာလည်းနှုတ်ပြန်လှူရှားမှုတွေကိုအမြဲတမ်းအစီအမံပြည့်ပြည့်တက်တွေအကောင်းဆုံးဖန်တီးနိုင်အောင်လို့ကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ